္ဂလာပါရှင်ဇွန်လ24ရက်အင်္ဂါနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့တာဂီတာမြူနယ်ရင်မြမဂီတာနေအခမ်းအနားကျင်းပါတဲ့သတင်း။မြမဂီတာနေကိုကျူစုကွန်ပျူတာအဖြစ်တာဂီတာမြူနယ်ဂီတာအစီအုံမှဥဆောင်ပြီးမြမဂီတာနေအခမ်းအနားကိုဇွန်လ22ရက်နနက်10:00နာရီကတာဂီတာမြူနယ်အင်အားဝင်လမ်းမကြီးတစ်အနော်မှာကန်ရှိရှိပါကြီးစားတော်ဆံမှာကျင်းပကြောင်းသိရပါတယ်။ ရှေးဥစွာနနက်7:45မိနစ်မင်္ဂလာချိန်တွင်မြန်မာနိုင်ငံဂီတအစီအယုံဘိုးဥက္ကဋ္ဌဦးလွင်မြင့်ဒုတိယဥက္ကဋ္ဌဦးမြင့်အောင်တာဂီတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်တက်ပုံမှုသူရင်စောအဖွဲ့ဝင်နှင့်ဦးညွန့်ဝေလာဝကဦးစီမူလက်ထောက်ညွှန်ကြားရေးမှူးဦးဆန်သိန်းတာဂီတမြို့နယ်ဂီတအစီအယုံဥက္ကဋ္ဌဒေသန်ရှင်ကိုလက်မြို့နယ်ဂီတအစီအယုံဂုံနူးဆောင်နာရကဦးထွန်းမင်းဦး သူတို့မတဲ့ငီတော်ခင်ပြပြဖြူခေါ်ဒေးတန်ရှင်ပြပြတို့ကအခမ်းအနားကိုဖဲချုပ်ဖြက်ဖွင့်နေကြပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံဂီတအစည်းအရုံးဘို့ဥက္ကဋ္ဌဦးလွင်မြင့်ကအဖွဲ့မူတည်တာစကားပြောကြပြီးတာကေကြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နေဦးညွန်ဝေကမြန်မာဂီတနေ့ဖြစ်ပေါ်လာပုံများပြောကြားပါတယ်။ အဒီနောအခမ်းအနားဖြစ်မြောက်ရေးပင်မအလှရှင်တာဂီတမြို့နယ်ဂီတအစီယုံဂုံလူဆောင်နာယကဦးထွန်မင်းဦးသူတမတန်ကြီးဒေါခင်ပြပြဖြူမိသားစု772 Logistic Company Limited အာမြန်မာနိုင်ငံဂီတအစီယုံဘို့ဥက္ကဋ္ဌကဂုံပြုတ်မှတ်တမ်းလောပေးရပါတယ်။ ဒီနောက်မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌကဂျေဆုတင်စကားပြောကြပြီးဂီတအနုပညာရှင်များတေးသံရှင်များက The French Band တယောရွှေနဂါကိုအောင်မူဘုံကိုလှကြိုင်တို့နဲ့တွဲဖက်သီဆိုကမြမဂီတနေကိုဂုံပြူကြကြောင်းသိရပါရှင်ဒီသတင်းကိုတော့တဲထက်ဆင်ကပြပူလာတာပါဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့မော်ဘီမြူနယ်ရင်စာဖတ်ရှိန်မြင့်တင်ရေးဆွေးနွေးပွဲနဲ့ MRDV DDH ဆလောင်းနဲ့ဆက်ဆက်ပစ္စည်းများထပ်ဆင်လှူဒါန်းပေးရပွဲကျင်းပတဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်တွင်ရက်ွက်ကြီးဝါစာကြည့်တိုင်းများစာပဲရှင်မြင့်တင်ရေးစာကြည့်တိုင်းများရှင်သန်ခိုင်မာရေးဆွေးနွေးပွဲနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရက်ွက်ကြီးဝါစာကြည့်တိုင်းများအားလှူဒန်းနေ MRTV DTH ဆလောင်းနှင့်ဆက်ဆက်ပစ္စည်းများထပ်ဆင်လှူဒန်းပေးရပွဲကိုစွန်းလ23ရက်နေ့ကနေ9ရက်ကကငင်ကုန်းကြီးဝါအုပ်စုမြောက်ချောကုန်းကြီးဝါမြို့မြန်မာစာကြည့်တိုင်းတွင်ပြုလုပ်ကြောင်းသိရပါသည် ရှေဦးစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန UCI အရာရှိဦးဆန်းဝင်းကစာပေဆိုင်ရာအသိပညာပေးဟောပြောကစာကြည့်တဲ့ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့စာပတ်ရှင်မြင့်တရေးကိစ္စရဲ့များအားဆွေးနွေးပြီးမြို့မြမစာကြည့်တဲ့သူရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းတဲ့ MRTV TTH ဆလောင်းနဲ့ဆက်ဆက်ပစ္စည်းများကိုစာကြည့်တဲ့ကော်မတီတို့လွှဲပြောင်းပေးရကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဝင်းစော်ကပေးပို့ထားပဲဖြစ်ပါတယ်ရှင် ထပ်မံနေစမဲ့တဲ့ငါတော့တဒါမျိုးဇီးဖြူပင်ဇေယွာတို့တိုင်းရင်စေကူဌာနမှာစေကူသားမှုဝင်ဆင်ဆောင်ရတဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတန်လင်ခရိုင်တရားမြို့အတွင်းရှိဇီးပြုပင်ကျေးရွာဘုံကြီးကျောင်းဓမာယုံတွင်တိုင်းစေကူဌာနမှမြို့နယ်တိုင်းစေမှုဦးအောင်ဟိန်သူနှင့်အဖွဲ့ကဇွန်လ23ရက်နေ့နေ့ရှင်နိုင်ကရှားတိတဝေးယောဂအကြောင်းတည်ကောင်းစရာကျမ်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်အမျိုးသားအမျိုးသမီးလူနာ20ဦးကိုစေကူတာမှုကင်းစင်ဆောင်ဝင်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ခန့်စီသူဝင်းကပေးပို့လာတာပါ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အခွန်ဆိုင်ရာအသိပညာပေးဖနိုင်းခြေဆွဲထားရှိမှုစစ်ဆေးရေးသတင်း ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်တွင်ပြည်စာအမှတ်တစိကနှိမ်ရောင်ချရသောဆိုင်များတွင်အခွန်ဆိုင်ရာအသိပညာပေးကျင်းညာချက်နှင့်ပတ်သက်ပြီးအများပြည်သူသိရှိနိုင်ရေးနိုင်ငံကြီးသားပိသားစွာဤဆိုင်တွင်အခွန်ဆောင်မှဟူသောကျင်းညာချက်ဖနိုင်ကိုချိတ်ဆွဲထားခြင်းရှိမရှိမြို့နယ်အုပ်ချုပ်ရေးမှုနှင့်မြို့နယ်အခွန်ဦးစီးဌာနမှဒေါက်ကီတီမိုးတို့ဦးဆောင်ပြီးမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စီပင်တရားရေးအဖွဲ့နှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်းကဇွန်လ20 ုံရဲ့နနပိုင်းကကွင်းစစ်စစ်ဆောင်ရွက်ကြောင်းသိရပါဗျ။ အလာတူရန်ကုန်တိုင်းဒေသကြီးပဇွန်တောင်မြို့နယ်တွင်ပြည်စာအမတ်တစိကနှစ်ယောင်ချရသောဆိုင်များတွင်အခွန်ဆိုင်ရာအသည့်ပညာပေးကျင်းပကြတဲ့ပတ်သက်ပြီးအများပြည်သူသိရှိနိုင်ရေးအသည့်ပညာပေးဖန်တိုင်းချေဆွဲခြင်းကိုဇွန်လ23ရက်နေ့နောက်ပိုင်းကမြို့နယ်အခွန်ဦးစီးဌာနမှဦးမြအူဒုတိယမြို့နယ်အုပ်ချုပ်ရေးမှဦးအောင်သူမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှဒေါ်မင်မီတန်နဲ့မြို့နယ်စီပင်အုပ်ချုပ်ရေးမှရုံမှလက်ထောက်ညွှန်ကြားရေးမှဦးအောင်မြင့်ထွေးတို့ဦးဆောင်ပြီး င်းမြို့နယ်စီပင်သားရဲအဖွဲ့နဲ့မြို့နယ်ပြည်ဝင်အခွန်များဦးစီးဌာနတို့ပူးပေါင်းခွင့်ဆက်ဆဲကြကအသေးပညာပေးဆောင်ရွက်ကြရလို့သိရပါတယ်။ဒီသတင်းကိုတော့တက်လွင်စုံနဲ့ဟန်စုရင်တို့ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ထပ်မံတဲ့ဆက်မဲ့တဲ့ရင်ကတော့တန်လင်းမြို့ရင် mobile library bus ဖြင့်စာအုပ်စာဆောင်များတွားရောက်ငှားရမ်းပေးတဲ့တဲ့ရင်ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကစာဖတ်ချိန်ပုံပုံမြင်မလာစေရေးအတွက်မိုဘိုင်း library pass ဖြင့်ဇွန်လ23ရက်နေ့နဲ့10နာရီကအခြေခံပညာမူလတန်းလုံကျောင်းပို့ချုပ်တင်ကျောင်းနဲ့လူငယ်သင်တန်းကျောင်းများသို့တွားရောက်ကဝိတ္ထုမဂ္ဂဇင်းရှုပ်ပြနှင့်အသိပညာဘုဒ္ဓများစွာရရှိမည်သုတရတစာအုပ်စာဆောင်များဟောင်းရံပေးကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။တရှိရပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။